စန္ဒလန်ကိုနိုင်ယူခဲ့တဲ့ပွဲစဉ်က United ရဲ့အဆိုးအကောင်အကျိုးကြောင့်များအားလုံးပဲမြင်ရပါမယ်။ Manchester Football ဆိုတာဒီအားလုံးကိုပြန်လဲကြိုးစို့ပါရီဒီကနေ့မှာတော့ Manchester United 2 0 Sunderland ပွဲစဉ်ကအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပါ။ရတဲ့ကတော့ဆန်နလန်အသင်းကိုဝင်ခွင့်မှာငကိုးပြည့်နဲ့နိုင်ပွဲရယူသွားနိုင်ခဲ့ပါတယ်။ဆန်နလန်ကတန်းတက်အသင်းဆိုမီဒီယာဒီမှာစွမ်းဆောင်ရည်တော်လေးကောင်းနေတာအားလုံးသိပါပြီ။ဒါမဲ့ United ကိုဟိုအစင်လာရမရှင်းနိုင်တဲ့ဆန်နလန်က United ကွင်းမှာတော့လက်မြောက်ရှုံးပေးသွားခဲ့ရတာပါ။ ပွဲအကြောင်းကိုပြောရရင်တော့အကောင်းတွေကိုပထမဆုံးပြောပြခြင်းပါတယ်။နေ့တကပထမပိုင်းမှာတော်လေးကောင်းခဲ့တာပါ။အခွင့်အရေးဖန်တီးမှုတွေအများကြီးလုံနိုင်ခဲ့ပြီးတော့ကစားပုံကထိရောက်ကောင်းမွန်ခဲ့ပါတယ်။အရသည်တော့အမ်ပူမိုနဲ့အာမက်တိုရဲ့ညာချန်တိုက်စစ်ကဆန်နလန်ရဲ့ခံစစ်ကိုဒုက္ခပေးသွားခဲ့တာပါ။မေဆမောက်ရှက်ကိုတို့ကလည်းရရှိလာတဲ့အခွင့်အရေးတွေကိုကောင်းဆုံးအဆုံးသတ်နိုင်ခဲ့ပါတယ်။တဘာပိုင်းမှာ United ရဲ့အခွင့်အရေးဖန်တီးမှုတွေကိုပေါ့ချင်းချောက်မှုတွေကထိရောက်ခဲ့ပြီးဆန်နလန်ကိုသမားလည်းစွန့်ပြနေလို့သာကိုမရရှိခဲ့တာဖြစ်ပါတယ်။ ယောင်ကြီးမူတိုးလာတဲ့ရှက်ကိုရဲ့ကစားဟန်ဒီအမားရမရှိပဲလဲစွန့်ပြခဲ့တဲ့လော်မန်စ်တို့ကဒီပွဲရဲ့အပေါင်းလက္ခဏာဆောင်ခဲ့တဲ့အချက်တွေဖြစ်ပါတယ်။မကောင်းတဲ့အချက်တွေကတော့ဒုတိယပိုင်းမှာကိုရရှိဖို့ထပ်မကြိုးစားတော့ပဲလက်ရှိရလက်ကိုထိန်ကစားသွားဖို့လုပ်တာပါ။လက်မျိုးနိုင်ရရှိတော့တာကောင်းမိမယ်ကန်ဆိုးလို့ဒင်းကိုတွေပြန်ပေးရရင်အသင်းကဂျင်းတဲ့ကြက်တွေပြန်ရောက်မှာဖြစ်ပါတယ်။ဘောလုံးပေးဖို့မားတွေရွယ်ချက်မရှိကန်ထုတ်တာတွေနားလည်မှုလွဲနေတဲ့အမားတွေကတော့ရှိနေပါသေးတယ်။ပေါင်းလက္ခဏာဆောင်ခဲ့တဲ့နိုင်ပွဲတွေလို့ဆိုပေမဲ့လိုအပ်ချက်တွေကလည်းများနေပါသေးတယ်။ ဒီကနေ့တင်ဆက်မှာတော့လောက်ပါပြီများနောက်ဆုံးရအားကစားသတင်းတွေပြောင်းရွှေ့တင်နေနေစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးတော့ audio clip တွေ share ပေးကြပါအောင်လို့ပြောနေနေဒီကုန်းချုပ်ပါရီများ